ပထမအုပ်ခေဖဆဘလာခေကြောင်းစပြောတော့မှာဖြစ်အဲ့တော့ဖဆဘလာအစိုးရတက်လာတဲ့ခါကျတော့ကျွန်တော်ဒီပါလီမန်ခေဒီမိုကရေစီပါလီမန်ဒီမိုကရေစီခေဆိုတော့အဲတမရဆက်ရွှေတိုက်ရဲ့ဝန်ကြီးချုပ်ဦးနှုဆိုပြီးတော့နှစ်ယောက်ပါဝင်တဲ့ပါလီမန်ဒီမိုကရေစီခေစတာပေါ့အဲ့တော့ပါလီမန်ဒီမိုကရေစီခေမှာတမရဆိုတာကအယောင်ပြပဲဗျအယောင်ပြပဲအုပ်ချုပ်ရေးအလုပ်တွေကို20%လောက်ပဲလုပ်ကြတယ် ါဠိမဲ့ဒီမိုကရေစီခင်မှာသမရဆိုတာကအုပ်ချုပ်ရေးလုပ်ကို20%လောက်ပဲလုပ်ပါတကယ် administration ကို80%လုပ်ရတာဝန်ကြီးချုပ်ဦးနုနော်အဲ့ဒီလုံနဲ့ကျတို့ကျွန်တော်အချင်းလေးပဲပြောမှာနော်ဟိုဓာတ်ရခိကြောက်ခေရအချင်းပြောလို့ပြရအောင်ခင်ဗျားတို့ထုတ်ထူပေါ်ွားလိုက်မယ်ကျွန်တော်ကအလွယ်မဲ့လို့ရအောင်ကျွန်တော်ပြုစုထားပေးတာလားအဲ့ဒီမှာကျတို့မထိန်ကြောင်းနိုင်တဲ့အခါကျတော့အဲ့ဒီမှာဥမှုကြီးကနေပြီးတော့ သူပါလီမန်လွှတ်တော်တက်တဲ့ခါကျတော့အဲသူကဟို1959စက်တင်ဘာ28ရက်မှာပေါ့ပါလီမန်လွှတ်တော်တက်လာတဲ့ခါကျတော့သူတို့မနိုင်တော့မနိုင်တဲ့ခါကျတော့သူကပါလီမန်လွှတ်တော်မှာပုံမြင်တဲ့ဘောစပြောတယ်ခင်ဗျားတို့ပြည်သူတွေစောက်တော့မကြဘူးဘာညာတာတကာပေါ့ဗျာခင်ဗျားတို့လွှတ်တော်တွေကလူတွေကလည်းပဲအလုံးမလုံးကြဘူးနိုင်ငံကြီးကဒီလိုဖြစ်နေပြီစသဖြင့်အဲ ဲ့လိုပြောရင်လည်းပုံမင်းတဲ့ပုစပြောတယ်အရေးကြောဖိုးသူတော်ဆိုတဲ့ပုံမင်းလေးကစပြောတာ1958ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာအဲ့တော့ပုံမင်းလေးဟိုတနေ့ညကျွန်တော်ပြောပြီးအခုထပ်ပြောပေးမယ်နော်အောက်ကအောင်မှာဘယိုတုကရေးတဲ့ကောင်တွေတရားနားထောင်တနေ့တော့ဟာပါပေါ့နော်အရေးကြုံလားတဲ့ဖိုးသူတော်အတုပေါ့ဖိုးသူတော်အတုကပြောင်းမှုကင်းနေဝင်လာတော့ပြောင်းမှုကိုခိုးစားတော့ပြောင်းမှုတွေ6ကပ်ပြီးတော့အရသာမရှိဘူးပေါ့ စူးစူးပြေမရှိဘူးသူကကြီးရပေါ့ဟာပြောင်းတွေကလည်းစာမကောဘူးမြေစီဩဇာမကောင်းပါလားဆိုညီတော်မြေသောနယ်မင်းကြီးကထွက်လာဟေးဟေးဖိုးသူတော်မင်းကအပြစ်ပြောလို့မရဘူးမြေစီဩဇာကောင်းမှုဆိုတာမိုးရွာမှာရမှာဆိုတော့ဒါလည်းဟုတ်တာပဲမိုးမေးဘာလို့မွာတာလဲဆိုတော့မိုးနယ်မင်းကြီးထွက်လာဟေးဟေးဖိုးသူတော်ငါအပြစ်မင်းပြောလို့မရဘူးမိုးကရွာကျင်တဲ့ရွာလို့မရဘူးဂျိုးသားဂျိုးလာကောင်းမှရွာလို့ရလား ဒါလည်းဟုတ်တာပဲအဲဂျိုးစောင်းလာဘာလို့မကောင်းတာလဲအဲ့မှာဂျိုးစောင်းနဲ့မင်းရထွက်လာမင်းကိုယ်တိုင်ကပြောင်းမှုခိုးစားနေတာဂျိုးစောင်းဂျိုးလာဘလို့ကောင်းပါလေတဲ့အဲ့ဒါဥနုပြောသွားတဲ့ပုံမြင်လေးဗျခင်ဗျားတို့ပြည်သူတွေကိုယ်တိုင်ကစောက်သုံးမကြဘူးကိုလုံးကပဲတော်ဖို့ကိုစီးကဲရှိရပါလိမ့်မရှိတာကြတော့သူတယောက်တည်းဥဆောင်ပြီးအကောင်းဆုံးလုပ်ပေးလို့မရဘူးအဲ့ဒါ1950ခုစက်တင်ဘာ28ရက်နေ့မှာပြောတာအဲ့တော့သူကလွတ်ပါလီမန်မှာတင်ပြအောင် ဲ့တော့ကျောက်ကဘသူ့ကိုတောင်းလွှဲရမှာလဲဒီကောင်နေကိုအဲ့တော့လွှဲရလဲတယောက်ပဲရှိတယ်မြမသမိုင်းမှာယူသားစူးစားပြီးတော့ဗိုလ်ချုပ်ဆန်းပြီးရင်နိုင်ငံလုပ်တွေကိုတကယ်ယုံကြည်စိတ်ချစွာနဲ့တောင်းပေးလို့ရတဲ့သူတယောက်ပဲရှိတယ်အဲ့ဒီလူကိုကျောက်တောင်းလွှဲရမယ်ဝန်ကြီးချုပ်တောင်းဖို့ခင်ဗျားတို့ဝိုင်းထောက်ခံကြဆိုပြီးဥနုဟာမှာပါလီမန်မှာစပြောတာဥနေဝန်ကြီးဝန်ကြီးချုပ်ခန့်မှုအမှတ်တော်မှာဥနုဟာစပြောတာအဲ့ဒီလုံနဲ့ ဥနေဝင်းကြီးကြီးကို1958စက်တင်ဘာလ26ရက်နေ့မှာအပိုက်ပေါင်း10ပိုက်ပါတဲ့စာတစောဥနေဝင်းကြီးကိုပို့တယ်အဲတော့ဥနေဝင်းကလည်းစာပြန်ပေးအာကျွန်တော်ကတော့ဒါအရင်မလုပ်တတ်ပါဘူးတောင်းပေးရင်တော့တောင်းပေးရင်တော့လုပ်ပေးပါမယ်နိုင်ငံအလုပ်တွေအုပ်ချုပ်ရေးလုပ်တွေကျွန်တော်မလုပ်ဘူးပါဘူးအဲတော့ဥနုကြီးဥနေဝင်းကဥနေဥနေဥနုကလွှဲတုံးကသူကစာထဲမှာ6လတွင်းရေကောက်ဝဲကျင်းပပေးပါ ဲ့ဒါပဲပါတယ်အဓိကကြီးကြီးမားမားဆိုကျန်သားတော့တည်ငြိမ်အေးချမ်းဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့အဲ့တော့ဥနေဝင်းရလဲအဲ့ဒီမှာဥနေဝင်းရ1058စက်တင်ဘာ28မှာအာနာရလာတာပေါ့အာနာရလာတဲ့ခါကျတော့အဲ့မှာဥနေဝင်းကဥနုကဂျင်းထဲမှန်းသိလို့ဒီကောင်နေအရက်သားတွေငါ့ကိုကလေးများအောင်းမနေလားဂျင်းလာထဲတယ်ဟဲ့လားမြန်မာတနေလုံးဒီအေးချမ်းကို6လတနေငါရုပ်ောက်ဝဲချပါ6လတနေငါလှုပ်လို့ရမှာလားဥနေဝင်းကလည်းလဲတယ် ရွယ်ချက်၄ချက်ချရရွယ်ချက်၄ချက်ချရမှတ်သွားအဲတခြားကမဖတ်ပြတော့အဲ့ဒီရွယ်ချက်မှာအဓိကအချက်ကိုဖတ်ပြမယ်